ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအဲ့တော့ပထမအဦးဆုံးတစ်ချက်နေနဲ့ကျွန်တော်အနူးအညွန့်တောင်းပန်ပါတယ်ည36ကိစ္စနဲ့ပတ်သက်ပြီးတော့เนาะအားလုံးအတွက်လည်းကျွန်တော်တာဝန်ယူပါတယ်เนาะတာဝန်ယူတယ်တာဝန်ယူသေးလျောက်လည်းကျွန်တော်လုပ်နိုင်တာတစ်ခုပဲရှိရကျွန်တော်ဒီအနူးညွန့်တောင်းပန်ပါတယ်အဲ့တော့ရရဟာထန်းသီးကြွေခိုက်ជីနင်းခိုက် အဖြစ်တယ်ဆိုလို့ရှိရင်တော့လည်းဘယ်လိုဖြစ်နားလည်ပေးစီချင်ပါတယ်အဲနောက်တစ်ခုအနေနဲ့က136အခုလိုမျိုးပေါ့နော်ခက်တခဏဖြူဟာရစုတ်ခွာမှုဟာဆိုလို့ရှိရင်တော့လည်းအကောင်းဘက်ကြည့်မယ်ဆိုရင်တော့အကောင်းကြီးပဲဗျအကောင်းကြီးပဲဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုတို့ခံတိုက်နေတာလဲကြာပြီလေနော် ခံတိုက်နေတာကြာပြီအဲ့တော့ အသေးကြီးပါပဲတကယ်ကိုခံတိုက်တာပါနော်တကယ်တကယ်ဖိုက်တာတွေပါသူရင်မှာတော့ကျွန်တော်ဘန်မော်ဟာမြန်မာနိုင်ငံလုံးကတက်တယ်တက်တယ်အားလုံးရဲ့စံပြထိုက်နော်စံပြယူတဲ့တက်မျိုးပါပဲအဲသူတို့ခံတိုက်နေရလဲကြာပြီဗျနော်ကြာပြီဆိုတဲ့နေရာမှာအဲ့တော့ခေတ္တခဏပေါ့နော်အနာယူဖို့အတွက်စုပ်ပေးခြင်းလဲပါတယ်အဲနောက်တစ်ခုကဒီပေါ့လေချောင်းပစ်ကူတွေမကြခင်ပေါ့နော်သုံးတဲ့အရာဒီလက်နက်တွေကလည်းအရန်ကို ကောင်းတဲ့ခါကျတော့ကိုစစ်တီတွေကိုပြန်မှန်မှလည်းကြောက်ရတာတချောင်းเนาะအဲဒီအကြောင်းတွေလည်းပါမှာဖြစ်တယ်လို့ဟိုစစ်တီတွေခိတ္တခဏအနားယူတာလည်းပါတယ်။ဘာမို့တမျိုးလုံးမှာပြောရမယ်ဆိုလို့ရှိရင်ညာ KIA လည်းဘယ်တက်မှသိမ့်လို့မရဘူး။เนาะ KIA ကကျွန်တော်တို့ဟိုတက်သိမ့်လိုက်ပါပြီဒီတက်သိမ့်လိုက်ပါပြီလို့ပြောနေအောင်လောဟာဟိုရည်စရာလို့တတ်မှတ်လိုက်ပါ။ဘာမို့တမျိုးလုံးကစဉ်မျက်နှာပါ။စဉ်မျက်နှာအပြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာမို့တမျိုးလုံးကြမှသာလင်ဘာမို့ကြတယ်လို့ပြောလို့ရတယ် ဲ့တော့ဘာမို့တမျိုးလုံးရဲ့နေရာတိုင်းနေရာတိုင်းနေရာတိုင်းဟာစစ်မျက်နှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူတို့ကသူတို့ကြကျင်တဲ့လောက်ကြရကျင်တဲ့လောက်ရပါစေဘာမို့တဲမှာသူတို့လည်းရပြီးဒီနေရာမှာပြေးစစ်မျက်နှာပြင်းဖြစ်တဲ့အတွက်ကြောင့်မလို့သိရမလားဟိုနေရာမှာခံစစ်ပြင်းမယ်ခံစစ်ပြင်းပြီးပြန်ချမယ်ဒီနေရာမှာစစ်ထိုးမယ်အဲဒီပုံစံမျိုးလေးတွေရှိရအဲ့တော့3 6ကိစ္စမှာတော့သူတို့တွေတနေရာထဲမှာခံစစ်ပြင်းပြီးတော့တိုက်ပွဲဝင်နေရကြပြီအဲ့တော့တစ်ဖက်ကလည်း အာသစ်လောင်းပြီးတော့လူသစ်တွေဖြစ်နေတာပေါ့ဒီဘက်ကတော့ဗျာဟိုဘလိုကောင်းမလဲဆိုအသေးသေးကြည်ကြည်နဲ့ဟလာဟိုဇွဲမလျှော့တဲ့ဇတိတတိနဲ့တိုက်လျှောက်ခုခံတိုက်ပွဲဝင်တယ်တစ်ဖက်ကတပုံနဲ့အားလုံးကိုကောင်းကောင်းနဲ့နှိမ်နေနိုင်ခဲ့တယ်အဲတော့ပါတော့လည်းပဲအဲတစ်ဖက်ကလူဟောင်းတွေကြာသွားပြီဟိုဘက်ချမ်းကတော့သူတို့တပုံဘက်ကစေသေးကြတပုံတွေဘက်ကလူဟောင်းတွေကြာသွားပြီအဲ့တော့လူသစ်တွေထပ်ဖြည့်တယ်လူသစ်ထပ်ဖြည့်ကဟောင်းတွေကအာသစ်မှန်အသစ်နဲ့လာတယ်အဲ့တော့ကိုယ့်ဘက်ကလည်းဘာလို့ခုလဲဆိုတဲ့ခါကြတော့ ကိုယ်ပဲလက်ထမင်းပြန်စားဖို့လိုတယ်။ပြီးရင်ခိတခဏအနာပြန်ယူဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်းလေးဒီနေရာကိုတင်သွားပြီဆိုရင်လည်းဒီနေရာဟာမကြခင်မှာလေနှစ်သားတွေကဘယ်ရဘာဘာအတန်မှမသိတဲ့အတန်အတန်မှကြားမယ့်အရာတွေပေါ့နော်။အဲ့ဒါကြီးလာတော့မစော်လည်းသိတယ်လေ။အဲ့ဒါကြောင့်မို့လို့2 3 6ကိုခိတခဏနောက်ဆုတ်လိုက်ရတာရှိပါတယ်နော်။မင်္ဂလာပါတဲ့။အမောကြောင့်လည်းပြောပြလို့ကျေးဇူးတင်ပါတယ်မင်္ဂလာပါခမရမင်္ဂလာပါနော်မင်္ဂလာပါကိုမောင်းနဲ့မင်္ဂလာပါ ဲ့တော့ခဏခဏနောက်ဆုတ်ပေးလိုက်တယ်တော့ပါတော့လည်းပဲအဲကျွန်တော်ကိုယ်တိုင်ကလည်းအခေါ်မယ်ဆိုလို့ရှိရင်အပြောဆိုမှုတဲ့နေရာမှာထန်းကျွန်းနေရာတွေမှာထန်းတီးကြွေခိုက်ကြီးနင်းခိုက်ဖြစ်တာလေးကိုတော့နည်းနည်းလေးကျွန်တော်ဘက်ကဘာပဲဖြစ်ဖြစ်ကျွန်တော်ဘက်ကပဲအနှူးညွန်းတောင်းမှန်ပါတယ်နော်အနှူးညွန်းတောင်းမှန်ပါတယ်ကျွန်တော်မဲ့ရက်ကိစ္စတိုင်းကိစ္စရက်တိုင်းမှာပေါ့နော်အခုလိုရှိရပြကျွန်တော်ကစိတ်နှလုံးသားစေတနာမှန်လို့လားလားမသိဘူး အချို့နေရာတွေမှာဖြစ်ရတဲ့အားလုံးကကိုယ့်အတွက်ကောင်းဖို့အတွက်ဖြစ်နေတာဖြစ်နေတတ်တယ်။နော်။ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်ဗျာအဲစစ်တီတွေခဏပြနားရတယ်။ပြီးရလို့ရှိရင်လာမယ့်လက်နက်ကြီးကကိုယ့်လူတွေမထီတော့ဘူး။စစ်တီတွေပင်ပန်းနေတာမှန်တယ်။ပြီးတော့ဘာမို့တမျိုးလုံးဆိုတာလဲဒါစစ်မြေကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့လှုပ်ရှားစစ်ကြောင်းခံတဲ့စစ်ကြောင်းခုခံစစ်ကြောင်းဒါတွေကအမြဲတမ်းရှိနေမှာ။တို့တွေအဲ့မှာစခန်းအောင်တင်လိုက်ပါဘူးဆိုအဲ့စခန်းကတိတ်မကြခင်မှာတလုံးတလုံးချလိုက်တိုင်းပါဘောနော်။ နေကြီးတဲ့ကို10ဒေါ်လောက်နှက်သွားမယ်ဆိုလို့ရှိရင်တော့လေသူတို့တမလွယ်ဘူးလေနော်အဲ့တော့အကောင့်ဘက်ကတို့ကျွန်တော်ကြည့်ကြပါစို့ခတာခဏအနာယူတာပါပြီးလို့ရှိရင်တော့ဒီနေရာမှာနောက်ထပ်ပွန်ပဲမရှိပဲနဲ့ခတာခဏပြန်နာယူကြမယ်ပြီးလို့ရှိရင်တော့ပြန်ပြီးတော့အဲ့ဒီ1 3 6ကို ပြန်တိုက်ပါပါကျွန်တော်ပြန်တိုက်မယ်ရအောင်လဲပြန်တိုက်မယ်ဆိုတော့အဲစစ်တီတွေရဲ့စိတ်ဓာတ်အသေးစွဲကိုကြည့်ရတာတော့လေ ဘာမော်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ့နော်ဒီလိုဘာမော်လိုမျိုးသာပေါ့ဗျာမိသားစုစိတ်တက်စစ်တက်ကမိသားစုစိတ်တက်ရှိတယ်နော်တယောက်မိသားစုစိတ်တက်ရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဟိုဘလို့စစ်တီရဲဘော်ရဲဘက်စိတ်တက်ရှိတယ်အဲနောက်တစ်ခုကဗျာနော်ဟိုကျွန်တော်ရုပ်ရှင်ဗီဒီယိုကားလေးတစ်ထဲမှာပဲကျွန်တော်တို့ကတွေ့ဘူးဒါမျိုးစိတ်တက်တယ်ဆိုတာဒါမဲ့လည်း အမော်ဆိုတာကတော့ခင်ဗျားတို့ရုပ်ရှင်ဗီဒီယိုဇာကားတွေမှာတရုတ်ဆောင်ပြတဲ့ဇနုံကောင်းကောင်းရေးထားရတာမှလက်ရှိတွေ့ဘဝမှာတကယ်ဖြစ်နေတဲ့ဖြစ်ရပ်ကိုမိမှမဟုတ်ဘူး။အဲ့တော့တို့တွေအကယ်ဒမီကြိုက်တဲ့လောက်ရမှန်တကယ်လက်တွေ့ဘဝမှာတကယ်ဖြစ်နေတယ်ဆိုတာအဲ့အကယ်ဒမီကဆယ်စားတာလေ။ဒါတရုတ်ဆောင်နေတာမဟုတ်ဘူး။ဒါဟာတကယ်လုပ်နေတာ။တကယ်ဖြစ်နေတာဖြစ်တယ်။အဲ့တော့ဘာမှမပတ်သက်လို့ရှိရင်ယုံကြည်ချက်စိတ်တွေအားလုံးမှာယုံကြည်ချက်တအားကောင်းတယ် ။နော်ယုံကြည်ချက်ကသူတို့ယုံကြည်တာဘာကြောင့်ယုံကြည်လဲ။သူတို့ကောင်းတာလုပ်နေတာ။ဓမ္မဘက်ကယက်တည်နေတာ။ဒါနံပါတ်၁ချက်သူတို့ဒါကြောင့်မယုံကြည်တယ်နော်။နံပါတ်၂ချက်သူတို့ရဲ့ဟိုဘာမှစက်သားတွေရဲ့စိတ်ဓာတ်ပေါ့။သိမလား။ spirit အဲ့ဟိုဒီစိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့။အဲ့ဒါလည်းအရန်ကိုတောင်းတင်းတယ်။မိသားစုစိတ်ဓာတ်ရဲဘော်ရဲဘက်စိတ်ဓာတ်ဒီလိုစိတ်ဓာတ်မျိုးဒီမှာပဲကျွန်တော်မြင်မှုလေအကျွန်တော်လည်းဒီမှာပဲဟိုဘယ်လိုမှမစင်းနဲ့ပတ်သက်ပြီးတော့လေဒါလေ့လာမှုတွေပါ ဒီမှာအများဆုံးလေ့လာတဲ့အကြောင်းပေါ့နော်အဲ့တော့ဗမောကညီမလေးတယောက်ကိုကျွန်တော်မေးတယ်နေစားမအောင်နော်မိန်းကလေးကသူလည်းစစ်သမီးလေးဟာလားစဉ်းစားနေကြအောင်မေးတော့နော်နေစားမအောင်မင်းတို့ဗမောတွေဘာစားကြလဲဆိုတော့သူပထမကျွန်တော်မေးကုန်းကိုနည်းနည်းလေးပေါ့ဟိုအော်ဒါမင်းတို့ဗမောတွေဘာစားကြလဲပေါ့နော်မိန်းကလေးတွေရောပဲပေါ့နော်ဘာကြောင့်မို့ဒီလောက်တတ်တိရှိနေရလဲအဲ့တော့ကျွန်တော် ဗမာစစ်စစ် data ဆိုတော့ဗမာစစ်စစ်လည်းမဟုတ်ဘူးเนาะဟိုကပြားတွေเนาะကပြားတွေပြင်ကိုကျွန်တော်ကချင်တွေလည်းပါတယ်เนาะတက်မလို့လည်းမှာကချင်တွေကချင် KIA တို့တို့တို့ KIA လူမျိုးကြီးရ KIA ကလည်းတို့ကလူမျိုးက၃မျိုးလောက်ရှိတာဟုတ်เนาะလူမျိုးတစ်မျိုးတည်းကပဲအနိုင်ချင်းနေတာကျန်တဲ့လူမျိုးတွေပေါ်မှာအဲ့တော့တက်မလို့လည်းမှာကချင်တွေလည်းပါတယ်เนาะအဲ့တော့ကျွန်တော်မေးကြည့်တယ်မင်းတို့ဘာစားကြလဲပေါ့เนาะမင်းတို့ဒီလိုမျိုးပေါ့ဗမာနဲ့ပတ်သက်တဲ့တတိကောင်းလားအဲ့တော့သူကပြောတယ်ဗမာဟာ နော်ဒီတကယ်စစ်မိသားစုတက်မိသားစုသူတို့မသေးခင်အဲသူတို့ဘယ်လိုခေါ်မလဲတတိရှိရှိနဲ့အရာရာကိုရင်ဆိုင်ရဲတဲ့စိတ်တက်ပေါ့နော်အဲနောက်တစ်ခုကသူတို့တွေမွေးပြီးကြတဲ့ကဥွဲဆိုတဲ့ကတက်ရထမင်းကိုစားလာတာအဲ့ဒီကျေးဇူးတရားတည်တက်တဲ့စိတ်တက်နော်အဲ့တော့ဒါတွေအားလုံးကျွန်တော်ပတ်မောပါပဲမြင်လိုက်ရတယ်နောက်တစ်ခုကမိသားစုစိတ်တက်အရန်ကောင်းတဲ့ခါကြတော့စစ်တီတွေရဲဘော်ရဲဘက်စိတ်တက်လဲ ရှိတဲ့ခါကျတော့အားလုံးကစစ်တိုက်ချိန်မှာလဲပြောတယ်နော်တေးပြောပြောနေပြောပြောတိုက်ပြောပြောဆိုတာအဲ့တော့ဒီပျော်ခြင်းသုံးပါးနဲ့ပြည့်စုံတယ်သူတို့အဲနောက်ဆုံးပိတ်ဝတ်ပြန်နော်အဲ့ဒီမှာဦးစီးဦးဆောင်ပြုနေတဲ့တမမူကြီးဆိုလို့ရှိရင်လည်းအားလုံးပေါ်မှာညီကိုလိုမိသားစုလိုဆက်ဆံတာသူ့မျိုးသမီးဆိုလို့ရှိရင်လည်းဒါသူ့ဟိုဘယ်လိုခေါ်မလဲပါရမီဖြည့်ပဲကောင်းမယ်အဲ့တော့ အွန်လိုင်းဘေတီဟိဆိုလို့ရှိရင်နေရာတိုင်းမှာအိုက်တက်မမှုလို့ပါလို့အမျိုးသမီးတွေပြေးရအရင်ပြေးတော့မဟုတ်ပါတော့သူတို့အရင်ဆုံးတုံ့ဆုံးနေရာသွားရတာပေါ့နော်အဲ့တော့အဒီနေရာမှာသွားတွေ့တာအဲ့မိသားစုစိတ်တက်ရဲဘော်ရဲဘက်စိတ်တက်အဒီစိတ်တက်တွေသွားတွေ့တဲ့ခါကျတော့နောက်မှမှတိုက်နေတော့နော် အောက်ခြေရဲဘော်တွေကနေပြီးတော့ဟိုတက်မမှုကြီးထီအားမိသားစုညီကိုဆက်ဆံရေးတွေရှိတယ်အဲ့ဒီခါကျတော့တိုက်နေချိန်မှာလဲပြောတယ်နော် တေးပြောပြောနေပြောပြောတိုက်ပြောပြောနော်အဲ့တော့ဒီပျော်ခြင်းတွေအကုန်လုံးနဲ့ပြည့်စုံတဲ့ခါကျတော့စစ်တပ်ရဲ့ရဲရဲတပ်ရဲရဲချေမုံရဲရဲတပ်ဆိုတဲ့စိတ်တပ်တွေကအများကြီးဒါအင်အားတွေပြည်လာစေတယ်အဲ့တော့ဗမော်ကို KIA အနေနဲ့ရဖို့ဆိုတာလုံးဝမျှော်လင့်လို့တော့မရဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစိတ်တပ်တွေကတကယ့်သူတို့ချိုးဖျက်လို့မရတဲ့စိတ်တပ်တွေပဲ။အဲ့တော့ ဘာမောမှာအခု136ပေါ့နော်136ခိတ္တဆုတ်ပေးလိုက်ရတယ်ဆိုတာကလည်းသူတို့အခုဘာမောတမျိုးလုံးကစစ်မြေပြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရာတိုင်းဟာစစ်မြေပြင်ဖြစ်နေတယ်အဲ့တော့နေရာတိုင်းစစ်မြေပြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရာတိုင်းဟာလည်းကောင်းငင်ကနေပြီးတော့မှတ်ပုံတင်လာပြီးသားပြစ်မှတ်တွေဖြစ်တယ်ပြစ်မှတ်တွေကမှတ်ပုံတင်လာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဘုခောင်းလဲဒီမှာခိတ္တဆုတ်ပေးလိုက်ရခြင်းဟာတကယ်ဆုတ်ပေးရခြင်းမဟုတ်ပါဘူးနော် ဲ့တော့ဘာမှမ PDF လေးတွေနဲ့ KIA တွေတဲ့ drone စာမိတာနေတိုင်းလိုလိုပါပဲတဲ့သိမ့်ပါပါလားဗျနော်အဲ့တော့ဒီနေရာမှာပဲကျွန်တော်တွေ့ပြီးစိတ်ဓာတ်တွေကိုကျွန်တော်ဘယ်လိုခေါင်းလဲဆိုတော့တအားလေးစားမိတယ်တအားကိုချီကျူးပါတယ်ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့လေရှိတဲ့စစ်တပ်မျိုးဆိုလို့ရှိရင်ဗျာကျွန်တော်အနားမှာရှိရင်လည်းပုံမှန်လင်းပြောတာအဲကျွန်တော်တို့ကိုယ်တိုင်လည်းဟိုကျွန်တော်တို့လည်းဆွဲဆောင်နိုင်မှာဖြစ်တယ် ိုလိုချင်တာကျွန်တော်တို့လိုမျိုးတွေပေါ့နော်အနားမှာရှိနေရှင်ဟာဒီပြတာမျိုးဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဗျာလူဘဝမှာနေပြပြောနော်နေပြပြောနေပြပြောတိုက်ပြပြောမိသားစုစိတ်ဓာတ်မျိုးရှိရင်တော့ဘယ်စစ်တပ်တဲ့ခင်ဗျားတို့ကျွန်တော်တို့ဒီအတင်းဆွဲစရာတော့မလိုခုံဝင်မဲ့သူတွေကြီးပဲအကျွန်တော်ကအနားမှာရှိနေဒီဆုံးဖြတ်ချက်ပဲချမိမှာဖြစ်တယ်ဘာကြောင့်လဲဒီလောက်နွေးထွေးတဲ့နော်စိတ်ဓာတ်မျိုးဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့အဲကျွန်တော်တို့အခုဘာမောင်မှာ ် KIA ဒီခင်ဗျားတို့မမျော်လင့်ပါနဲ့ဗမော်ရဖို့ပါမျော်လင့်လို့မရအောင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစိတ်ဓာတ်တွေကဒီစိတ်ဓာတ်တွေကစေတနာပေါ့အဓိကသူတို့ရဲ့စေတနာလဲပါတာဗျာတဲ့စေတနာဟာကံလိုက်ပါတယ်တစ္ဆာတရားဟာကံလိုက်ပါတယ်ဆိုလိုချင်တာကတစ္ဆာတရားကောင်းရင်ကံတရားကကောင်းနေတတ်တယ်စေတနာကောင်းရင်လည်းကံတရားကကောင်းနေတတ်တယ်စိတ်ဓာတ်ကောင်းရင်လည်းကံတရားဟာကောင်းနေတတ်တယ်အဲ့တော့ဘာမှမရှိနေတဲ့ ဒီမြေပြင်စစ်တီလေးတွေရအစเนาะတမမူကြီးထီဟာစိတ်သက်ရဲ့ကောင်းခြင်းเนาะပြီးရင်စေတနာရဲ့ကောင်းခြင်းဒီကောင်းခြင်းနဲ့ပြည့်စုံလို့သူတို့အတွက်ကံတရားဟာကောင်းတာကြီးပဲလာမှာဖြစ်တယ်ခင်ဗျားတို့အတွက်ကတော့ KIA ခင်ဗျားတို့လောဘဇောတိုက်ပြီးတော့ညှေချဲ့နေတယ်ကချင်ပြည်နယ်ကိုမောင်းပိုင်စီးကျင်တယ်အားလုံးကအနိုင်ပတ်ကျင်တယ် PDF အာကိုနဲ့ PDF အရင်းဆိုင်နေအာကိုနဲ့เนาะခင်ဗျားတို့ရဲ့စိတ်သက်ကတော့ အဲဘာအနိုင်ကျင့်တဲ့စိတ်ကစေတနာမကောင်းတဲ့ခင်ဗျားတို့ကကံလုံးဝကောင်းမှာမဟုတ်ဘူးနော်အဲဒါကျွန်တော်တို့ရဲ့ယုံကြည်မှုပေါ့ဗျာနော်စေတနာဟာကံလိုက်ပါတယ်လောရဟာကံလိုက်ပါတယ်စိတ်တက်ဟာကံလိုက်ပါတယ်သစ္စာတရားဟာကံလိုက်ပါတယ်အဲ့တော့ကောင်းခြင်းသစ္စာတရားကောင်းခြင်းစိတ်တက်နော်ဒီတရားတွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မို့လို့ကံတရားဟာလည်းအကောင်းဘက်ကပဲဗမောအတွက်ဗမောစစ်တီတွေအားလုံးအတွက်လာမှာပါကျွန်တော်တို့လည်းယုံကြည်ပါတယ်ဗမောကံကောင်းမှာပါနော်ဘာကြောင့်လဲဆိုတော့အဲဒီစိတ်တက်မျိုးတွေကြောင့်ပါနော် အဲ့အတွက်ကြောင့်မို့လို့တော့အဲဘမောနဲ့ပတ်သက်ရင်ကျွန်တော်လည်းပြေဝယုံကြည်တယ်တလားဘမောနဲ့ပတ်သက်ရင်ပြေဝယုံကြည်တယ်လောက်ဆရာရှိတာမိမိလောက်ဆရာရှိတာမိမိစက်တိုက်ဆရာရှိတာစက်တိုက်ပါအဲ့တော့ကောင်းခြင်းထိုကောင်းခြင်းစိတ်သက်တွေအတွက်ကောင်းခြင်းကံတရားကပဲနောက်ကလိုက်လာပါလိမ့်မယ်ယုံကြည်ပါလေဗျာနော်အဲ့တော့တစ်ဖက်က KI တစ်ဖက် KI ဆိုတာအာရမဒါကျွန်တော်မတရားပြောတာမဟုတ်ဘူးဘာကြောင့်ဆိုကချင်ပြည်နယ်ကြီးတစ်ခုလုံးကို ပထမကသူတို့ကနိုင်ကျင့်လို့မရအောင်ကချင်းပြည်နယ်မှာ KIA ကဘိုလ်လုပ်ချင်တာကျန်တဲ့အဲကချင်းမှာခြားလူမျိုးစုနယ်လေးတွေရှိရလေအဲ့လူမျိုးစုနယ်လေးတော့ကချင်းဘယ်လိုခေါ်မလဲကချင်းလူမျိုးကြီးဇက်သွင်းချင်တာတဲ့မလားကချင်းမှုပြုတ်ချင်တာကချင်းပြည်နယ်အောင်အဲ့တော့ဒီအဲရှမ်းနီလို့ပါဆိုလိုက်နိုင်ချင်တာရှမ်းနီ main clay တွေဆိုလို့ရှိရင်အတင်းအာဓမဆွဲเนาะအကောင်လေးတွေဆိုအတင်းအာဓမဆွဲဒါမျိုးအနိုင်ချင်တာ ဲနောက်ထပ်လူမျိုးစုငယ်တွေလည်းလိုက်နိုင်ကျင်တာဖြစ်တယ်အဲ့ဒီလူမျိုးစုငယ်ငယ်တွေရဲ့အခွင့်အရေးကိုတကယ်တမ်းအဓိကကာကွယ်ပေးနေတာအားလုံးအခွင့်အရေးတန်းသူပေးတာကစစ်တပ်ဖြစ်တယ်စစ်တပ်ကဗမော်မှာသူတို့ရက်တည်နေတဲ့အဓိကရည်ရွယ်ချက်ကဗမော်ဗမော်တော်ဖြစ်တာပေါ့နော်ကျွန်တော်ကချင်းပြည်နယ်မှာအဓိကစစ်တပ်ရက်တည်ရှိမှုဟာကချင်းပြည်နယ်မှာရှိသောလူမျိုးပေါင်းစုံဘာသာပေါင်းစုံကို KIA ရဲ့ကချင်မှုပြုခြင်းเนาะ ကချင်မှုပြုတဲ့လူမျိုးလူမျိုးကြီးဝါဒကို အကာအကွယ်ပေးပြီးတော့သူတို့ရဲ့ရည်တည်ချက်ကဓမ္မနဲ့ညီတယ်စစ်တပ်ရဲ့ရည်တည်ချက်ကအဲ့တော့စစ်တပ်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီရှမ်းနီတွေပေါ့ရှမ်းနီတွေရဲ့အခွင့်အရေးကိုလည်းကာကွယ်ပေးနိုင်တယ်အဲတခြားပြည်သူစစ်တပ်ရဲ့အခွင့်အရေးကိုကာကွယ်ပေးနိုင်တယ်အေးအကယ်၍သာစစ်တပ်သာအာနေသွားမယ်ဟဲ့ဆိုလို့ရှိရင်တော့ကချင်ကကချင် KIA ကလူမျိုးစုငယ်တွေလိုက်ပြီးအနိုင်ကျင့်နေမှာဖြစ်တော့ အဲ့တော့လူမျိုးစုငယ်တွေကိုစားစစ်တပ်ကိုကျွန်တော်တို့ကကျေးဇူးတင်တယ်။အဲ့တော့စစ်တပ်ဒီဓမ္မဘက်ကယက်တည်နေတာပါ။ KIA ဒီတစ်ချိန်လုံးသူတို့ရဲ့အကြံစီဖြစ်တဲ့ကချင်ပြည်နယ်တစ်ခုလုံးကိုကချင်မှုပြုတ်ရေးပေါ့။အဲ့ဒီကချင်မှုပြုတ်ရေးကိုစစ်တပ်ဒီအတားဆီးဖြစ်နေခဲ့တယ်။အဲ့တော့အခုတော့ဒီပေါ့အာဓမ္မကိုအားပေးနေတဲ့ PDF တွေရဲ့လူမိုက်တွေပေါ့လူမိုက်ခံရတာပေါ့။တေမထူးနေမထူးလူမိုက်လေးတွေခံရ။ငါပြီးတော့ အဲကချင်ပြည်နယ်မှာအနိုင်ကျင့်မှုစ조사နေပါလေအဲ့တော့အကယ်၍သာစစ်တပ်သာကြာရှုံးခဲ့မယ်နော်နောက်ဆုတ်ခဲ့ရမယ်ဟဲ့ဆိုလို့ရှိရင်တော့ကချင်ပြည်နယ်တွင် KIA များဤကချင်မှုပြုခြင်းလူမျိုးကြီးအစွန်းရောက်ဝါဒကိုသူသွင်းမှဖြစ်တယ်ဘာသာရေးဘာသာရေးအစွန်းရောက်ဝါဒကိုသူသွင်းမှဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့လို့ဒီမော့ကချင်ပြည်နယ်မှာတိုက်နေသော KIA နဲ့ PDF များသည်အာတမဝါဒီများဖြစ်သည် အဓမ္မဝါဒီများဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေလူမျိုးစုငယ်တွေပါလိုက်ပြီးတော့အနိုင်ကျင့်တော့မှာဖြစ်တယ်။စစ်တပ်ရဲ့ရည်တည်မှုဟာဓမ္မဝါဒီဓမ္မဘက်ကကြားပါတယ်နော်။ကဲဟုတ်ပြီအဲ့တော့ဒါ236ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့ပြီပေါ့နော်။